ဆိုဖီကအစိမ်းအောင်အိမ်မက်ကိုဖမ်းဖို့လုပ်ပေမဲ့မအောင်မြင်ခဲ့ပဲအနီရောင်တစ်ခုကဆိုဖီစီရောက်လာပါတယ်။ဒါကိုအဖိုးကြီးကမြင်သွားခဲ့ပြီးဆိုဖီစီကအနီရောင်အိမ်မက်ကိုယူလိုက်ကမကောင်းတဲ့အိမ်မက်ဖြစ်တာကြောင့်ပလင်းထဲမှာပိတ်သိမ်းလိုက်ပါတယ်။လူတွေနေထိုင်တဲ့နေရာကိုရောက်လာပြီးအဖိုးကြီးကကလေးတစ်ယောက်ကိုအိမ်မက်ပေးဖို့အတွက်စတင်လှုပ်ရှားပါတယ်။ကောင်လေးရဲ့အိမ်မက်ထဲမှာသမရာကြီးကသူ့အိမ်ကိုဖုံးဆက်လာခဲ့ပြီးကောင်လေးနဲ့ယင်းကြီးကပေါ့ပေါ့ပပဖုံးပြောနေတဲ့အိမ်မက်ဖြစ်ပါတယ်။ ကောင်းလေးအတွက်အခုလိုအိမ်မက်ကတကယ်ကျေနပ်ပျော်ရွှင်ရတဲ့အကြောင်းဆိုပြီးကိုရှင်းပြလိုက်ပါတယ်။ဘီလူးနိုင်ငံစီပြန်လာခြင်းအသားစားဘလူးတွေကတခုခုကိုရှာဖွေနေကြတာကြောင့်ဆိုဖီကခြုံဆောင်ကိုတတိယသွားကဘီလူးတွေနေရာမှာပြုတ်ကျကြံခဲ့ပြီးထင်တယ်လို့ပြောလိုက်တော့အဖိုးကြီးကစိုးရိမ်သွားကဆုံးဖြတ်ချက်တခုကိုချလိုက်ပါတယ်။ဆိုဖီနိုလာတော့ကောင်းကင်ကြီးကိုမြင်ရပြီးအရင်နေခဲ့တဲ့မိဘမဲ့ကေဟာရှေ့ပြန်ရောက်နေခဲ့ပါတယ်။ဆိုဖီရှိနေတာဘီလူးတွေတည်သွားတာကြောင့်ပြန်ပို့ပေးတာဖြစ်ပါတယ်။အရင်နှုန်းကကောင်းလေးတယောက်ရှိဘူးပါတယ်။ ဆိုဖီလိုအနီရောင်ကုတ်အင်ဂျီလေးဝက်ကစာဖတ်ရတာနှစ်သက်ပြီးအဖိုးကြီးကိုလဲစာဖတ်တတ်အောင်သင်ပေးခဲ့ပါတယ်။အဖိုးကြီးနဲ့ပြောနေပေမဲ့ကောင်းလေးရှိတာပြီးလူတွေတီသွားခဲ့ပြီးဘလူးရီယန်ကကာကွယ်မပေးနိုင်ခဲ့တာကြောင့်ဆိုဖီကိုလဲစိတ်ပူပြီးပြန်ပို့ပေးခဲ့တာလို့ပြောလိုက်ပါတယ်။ဆိုဖီကဘလူးတွေကိုမကြောက်တဲ့အတွက်အတူလိုက်ချင်ကြောင်းပြောပေမဲ့အဖိုးကြီးကတော့လက်မခံခဲ့ပါဘူး။ဆိုဖီကဂေဟာကိုပြန်ရောက်တော့ဂေဟာမှမနေခြင်းတဲ့အတွက်ဝရန်ဒါကိုထွက်လိုက်ကပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတနေရာရာမှာအဖိုးကြီးကစောင့်ကြည့်နေလိမ့်မယ်လို့ယုံကြည်နေပါတယ် ဆုံးဖြတ်ချက်ချလိုက်ပြီးဝရန်ဒါကနေခုံချလိုက်တော့ဆိုဖီတင်တဲ့အတိုင်းအဖိုးကြီးကဖမ်းလိုက်ပါတယ်။နောက်ဆုံးမှာတော့အဖိုးကြီးနဲ့အတူဆိုဖီကဘလူးနိုင်ငံကိုလိုက်ခွင့်ရသွားပါတယ်။ဘလူးတွေကိုနှိမ်နှင်းဖို့အတွက်ဆိုဖီနဲ့အဖိုးကြီးတို့စဉ်းစားနေပေမဲ့နီးလန်းရှာမတွေ့ဖြစ်နေပါတယ်။အဲ့ဒီချိန်ဘလူးတွေရောက်လာတာကြောင့်ဆိုဖီကိုအမြန်ပုန်းခိုင်းလိုက်ပါတယ်။အဖိုးကြီးရဲ့အလုတ်ခန်းစီကိုဘလူးတွေရောက်လာပြီးဆိုဖီခြုံဆောင်ကိုအကုန်လုံးအနံ့ခံကစတင်ရှာပွေကြပါတယ်။ ဘလူးတကောင်ကဖန်အိုးတွေတင်ထားတဲ့စင်ကိုဆွဲလိုက်တာကြောင့်ဖန်အိုးတွေကွဲကအိမ်မက်တွေအကုန်ထွက်သွားကြလို့အဖိုးကြီးကအော်လိုက်ပေမဲ့ဂယုမဆိုင်ကြပါဘူးဆိုဖီကိုပဲအသေးတန်လိုက်ရှာနေကြပါတယ်အဖိုးကြီးကဆိုဖီကိုအိတ်ထဲထဲဖို့ပြင်လိုက်ပေမဲ့ဘလူးတကောင်ကဆွဲယူသွားပါတယ်ဆိုဖီလည်းကြောက်ကြောက်နဲ့ပုံရင်းအရင်ကောင်လေးနေတဲ့အခန်းကိုရှာတွေ့သွားပြီးပစ္စည်းတွေကိုကြည့်နေပါတယ်အဲ့ဒီချိန်ဘလူးတကောင်က ဆိုဖီပုံနေတဲ့အခန်းကိုရှာတွေ့သွားတာကြောင့်အဖိုးကြီးကမီးပိုတဲကတန်ချောင်းကိုယူလိုက်ကဘီလူးတွေကိုမောင်းထုတ်လိုက်ပါတယ် ဘလူးတကောင်ကတန်နှုတ်ကိုယူလိုက်တာကြောင့်အဖိုးကြီးကရေပုံးကိုယူလိုက်ကရေကြောက်တဲ့ဘလူးတွေကိုမောင်းထုတ်တော့ထွက်ပြေးသွားကြပါတယ်။ဆိုဖီကအခန်းထဲမှာကြည့်နေရင်ဘယင်မကြီးတပ်ပုံကိုရှာတွေ့သွားကအကြံတစ်ခုစဉ်းစားမိသွားပါတယ်။ကုတ်အင်ဂျီကိုချွတ်လိုက်ပြီးကောင်လေးရဲ့ကုတင်ပေါ်ကိုတေးချတင်ပေးလိုက်ပါတယ်။စကားကောင်းလေးတွေကြည့်ကျင်နေဆိုရင် Candy Channel လေးကို Subscribe လုပ်ထားပါနော်။